နီကိုဝီလျံဒီတဲ့ရင်ကအာထက်နေပြီဖြစ်တဲ့အတွက်တောင်းတော့ကျွန်တော်ဖော်ပြလိမ့်မရှိဘူးဗောလေအခုနောက်ပိုင်းမှာတော့မာတင်ဇူမန်နီနဲ့ပတ်သက်ပြီးတော့စပိန်ဘက်ကလာတဲ့တဲ့ရင်တွေအရာဆိုရင်တော့ရီယယ်မက်ဒစ်ကလာမဲ့လူရာဒီမှာစာချုပ်ဖြတ်သိမ်းရေးကိုပုံပေးပြီးတော့အာဆင်နယ်လက်ထက်ကနေလူဖို့အတွက်စနစ်တကျစီမံထားဆိုပြီးတော့သူတို့ဘက်ကတော့ကိုကားရေးသားတာတွေ့ရတယ်ဒါပေမဲ့တဲ့ရင်တွေကအဲ့လိုအစိုးရကြီးပဲမဟုတ်ကောင်းတာလေးလည်းရှိတယ်အဲ့ဒါက Transfer New Light ကထက်ဆင့်ဖော်ပြထားတဲ့ဒါကြီးရလို့ AS ကတဲ့ရင်မှာဆိုရင်တော့အာဆင်နယ်တို့ကမာတင်ဇူမန်နီနဲ့ကိစ္စက very advanced ဖြစ်နေပြီဆိုပြီးတော့သူတို့ကတော့ ုံးလုံးပါတယ်အဲ့ဒီစကလုံးကဘာကိုကိုစားပြုလဲဆိုတော့လုပ်ငန်းစဉ်တွေတော်တော်များပြီးဆုံးတဲ့လောက်ဖြစ်နေပြီ Real Madrid ပဲဝင်လာလား Liverpool ပဲဝင်လာလား Bayern Munich ပဲဝင်လာလားဒီကစားသမားက Arsenal နဲ့သဘောတူညီမှုရဖို့အတွက်အားလုံးပြီးစီးတဲ့လောက်ဖြစ်နေပြီသူတို့ကပြောပါတယ်အဲ့ဆိုဈေးကွက်ထဲမှာဘယ်သူပဲဝင်လာလားဘလောက်ပဲကလန်ကလန်စာချုပ်ဖြစ်တဲ့ကြီးပုံမှန်ပေးမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ကကစားသမားနဲ့ပုံကူရေးသဘောတူညီမှုအားလုံးပြီးစီးသွားပြီလို့သူတို့ကတုံ့နှုံထားတာပေါ့လေ အဲ့တော့ Fabrizio Romano ကတော့ကြံခဲ့တဲ့ဇန်နဝါရီလတုန်းကတခါပြောခဲ့ဘူးလေအဲ့ဒါက Arsenal တို့ကတစ်ချိန်လုံးက Declan Rice ကိုခေါ်ခဲ့တဲ့ပုံစံတိုင်း main target ထားပြီးတော့မရမကရအောင်ခေါ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုး Romano ကတခါပြောခဲ့ဘူးလေအဲ့တော့လက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင် Arsenal ကဒီကစားမနဲ့ပတ်သက်ပြီးတော့သဘောတူညီမှုယူထားတာဖြစ်လို့လောက်ခလာဆိုင်ရဲ့နှစ်ဆအထိပေးပြီးတော့ ဒီကစားသမားကိုအသင်းမှာအ ਨੇ ဆုံး၄နှစ်စာချုပ်ချုပ်မယ်ဆိုတဲ့သတင်းတွေလည်းတွေ့ရတယ်ဗောလေဒါကတော့အသင်းဘက်ကတရားဝင်ထုတ်ပြန်ထားတာမဟုတ်ဘူးမြဲတော်တော်များရူမာတွေကတော့ဒီတိုင်းတက်နေခဲ့တာအဲ့တော့ဒီကစားသမားအာဆီနိုရောက်ဖို့အတွက်ဆိုရင်တော့အသင်းဘက်ကလုံနိုင်စွမ်းရှိတာအကုန်လုံးတစ်ခုလေးပဲအဲ့ဒါကစိတ်အခြေအနေပြောင်းလဲလိုက်တဲ့မာတင်ဇူမန်ဒီရဲ့အခြေအနေဗောလေကြံခဲ့တဲ့ຫນွေတုံးကလည်းဒါလပဝူးနဲ့တော်တော်လေးနီးစပ်ခဲ့ပြီးတော့မှကစားသမားနောက်ဆုံးမှကလပ်ကိုရွေးဝါးတယ် ဲ့လိုဖြစ်မှာပဲကြောက်တာဘာလို့ဆိုရီယယ်မက်ဒရစ်ဆိုတာကလပ်အသင်းကြီးနောက်တစ်ခုကလည်းစပိန်ကနေမထွက်ချင်တဲ့ဇူမန်ဒီရဲ့စိတ်အခံကိုလည်းဆွဲဆောင်နိုင်တဲ့အချက်နောက်တစ်ချက်ကအာဆင်နယ်ထက်ဆိုင်စူပလိုက်နဲ့ပတ်သက်ပြီးပိုပြီးစိန်ခေါ်နိုင်တဲ့အနေအထားလည်းရှိရဖြစ်တဲ့အတွက်အဲ့ဒီချက်လေးပဲကျွန်တော်စိုးရင်တာတချို့စပိန်ဘက်ကတရင်တွေကဘလို့ရေးသားလဲဆိုတော့မာတင်ဇူမန်ဒီရဲ့အေဂျင့်ကဘလို့ကလပ်အသင်းကိုမဆိုလမ်းဖွင့်ပေးထားတယ်တဲ့ဒါတော့အေဂျင့်တွေကတော့ကိုယ်ကစားသမားကောင်းစားဖို့အတွက်ကိုကစားသမားလာတာအများကြီးရောက်တော့လမ်းဖွင့်ပေးထားမှာပဲအဲ့ဆိုအာဆင်နယ်နဲ့ဇူမန်ဒီကြားအချင်းတွေက စပိန်ဘက်ကတည်င်းနေရဆိုရင်တော့ရီယယ်မက်ဒရစ်ကနေပဲဝင်လူတော့မလို့ညပဲဝင်လူတော့မလို့ရေးသားယူမယ်တဖက်ကနေကြည့်မယ်ဆိုရင်လည်းအာဆင်နယ်နီးပြမီခေးအိုက်တာနဲ့ဇူမီနီဂျာကအခြေအနေကတော်တော်လေးကိုအပေါင်းလက်ခဏာဆောင်နေတယ်အားလုံးပြီးစီးသလောက်ဖြစ်နေပြီဆိုပြီးတော့ press bar news လိုက်ကပေါ်ပြသွားတယ်ပေါ့လေအဲ့တော့ဒီကစားမိုက်လက်ရှိလုခလစားကတော့ UO 9000 6000ပဲထားပါတော့အာဆင်ကိုရောက်ရင်တော့ပေါင်3သိန်းစုစုကတော့ကျင်းသေးရမှာ UO နဲ့ဆိုရင်တော့3သိန်း2000ကျော်ပေါ့လေအဲ့တော့ဒီယာဒီ38ပွဲမှာစူစီတက်တက်29သိန်းပြီးတလုံးဖိုင်ထားတဲ့အဝါကက်၈ကြိမ်ထိထားရင်မယ်လေလက်ရှိ Nation League စီးဖိုင်နယ်ရောက်စပိန်အသင်းအတွက်လည်းကောင်းမွန်တဲ့ခြေစွမ်းပြသနေတဲ့ဒီစားမောက် Real Madrid လူချင်းတဲ့ဆိုတာစမ်းတဲ့ကိစ္စလို့မဟုတ်ဘူး top one quality player တွေဝယ်တဲ့ခါကျရင် top one club အသင်းတွေနဲ့ရင်ဆိုင်တွေ့ရမှာတော့ဒါပုံမှန်ပဲပေါ့လေအဲဆိုစပိန်ဘက်ကလာတဲ့အနေထားရဆိုတော့ Real Madrid ကဒီစားမနဲ့ပတ်သက်ပြီးစာချုပ်ဖြတ်သိမ်းပြီးပြီးတော့ ready ပဲ Arsenal ကလည်းကာလရှည်ဆွေးနွေးထားတဲ့ဖြစ်တဲ့အတွက် confidence က ready ပဲဆိုပြီးတော့ သတင်းတွေကအမျိုးမျိုးဖော်ပြထားပါတယ်26နှစ်ရဲ့စပိန်သားနိုယာဒီမှာဘယ်သင်းကိုယူသွားမလဲကျွန်တော်စောင့်ကြည့်သွားမှာပါကျွန်တော်ကတော့ဈေးကွက်ထဲမှာမာတင်ဇူမန်ဒီကအာဆင်နယ်ရဲ့ထော်ဝမ်တာဂက်လို့ထင်တယ်ဘာကြောင့်လဲဆိုတော့အခြားကွင်းလယ်ကစားသမားတအိုးဖြစ်တဲ့ဘရူနိုဂွီမာကြီးဆိုတာကလည်းဒါကအရန်ပြတ်မဲ့ပဲ ဇူယီမန်တီလောက်ဈေးသက်တာဖွဲ့ရမှရှိသလိုဇူယီမန်တီကအာဆင်နယ်အတွက်ပိုပြီးရှေးရှေးမှာသုံးလို့ကောင်းနေတဲ့အနေအထားပြီးတော့ရှီယင်းဇွဲစပိန်ကစားသမားကြီးလည်းတာဟာဇာတာဖြစ်မှာဖြစ်ပြီးတော့နီးပြမီခေးအိုက်ဒါလည်းစပိန်သားဖြစ်တာဖြစ်တဲ့အတွက်ဒီစားသမားတော့အာဆင်နယ်ကိုကျင်းသေးတဲ့လောက်ဒီပါရောက်လာဖို့ရှိပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့မာတင်အိုဒီကအကြောင်းလေးပြောလိုက်ရအောင်။နော်ဝေသင်းနဲ့တူတကယ့်ကိုရှယ်ခြေစွမ်းပြသနိုင်ခဲ့တာမနက်ခင်းစောပိုင်းကကန်သွားခဲ့တဲ့အစ်စတရီနဲ့ပွဲစဉ်မှာဆိုရင်ဖန်တီးမှု၃ချိန် ဟိုတနေ့ကကန်သွားခဲ့တဲ့မော်ဒိုဘာအသင်းနဲ့ပွဲစဉ်မှာဆိုဖန်တီးမှုတစ်ချိန် International Break မှာ Norway အသင်းတို့ဖန်တီးမှု၄ချိန်လုပ်ပြီးတော့အခုကလပ်အသင်းကိုပြန်လာခဲ့ပြီပြောလို့ရရပေါ့လေတကယ့်ကိုခြေစွမ်းပြတာပါအဲ့တော့ဒီနေရာမှာဒီကစားသမားရဲ့ခြေစွမ်းကြောင့်မပြောခင်မှာ Arsenal နဲ့ Norway မှာဘာကြောင့် Odegaard လောက်ထိချားနာသွားတယ်အပြေအရှင်းနဲ့အာဆင်နယ်အသင်းရဲ့တိုက်စစ်ဆုံးကိုသူနောက်ကနေပံ့ပိုးပေးရတဲ့အပိုင်းမှာတစ်ဖက်မှာက Trossard Trossard ဆိုတာ super set player ဗျာ Martinelli ကလည်းခြေစွမ်းပိုင်းကြာဆင်းနေတယ်ညာဘက်မှာဆော်တဲ့အခု16နှစ် ပူပူနွေးနွေးပြည့်ထားခဲ့တဲ့အီတန်ဝန်နီဆိုတာလည်းလူငယ်လေးပဲရှိသေးတာပြီးတော့အထောင်မှာဆိုလို့ရှိရင်လည်းစတာလီယွန်ကိုသုံးမလားမိန်ကိုသုံးမလားဆိုတဲ့အနေထားမှာအနောက်ကချန်ခရစ်ဘလော့ပဲကောင်းတဲ့ကစားသမားပဲဖြစ်ဖြစ်တဲတဲ့ရေတော်နီပါဖြစ်မှာပဲဒါတော့မှတော်တော်ကြီးကိုရုံးကန်လို့ကျွန်တော်တို့ဂိုးတွေရခဲ့တာ ီနေရာမှာမာတင်အိုရီဂဲမှာမဟုတ်ဘူးဘသူမဆိုဖန်တီးမှုတော်တော်လေးကိုမလွဲတဲ့အနေထားမှာရှိတယ်။အဲဆိုနိုင်ငံအသေးမှာတော့ဟာလန်တို့လိုကစားသမားမျိုးနဲ့တွဲဆော့ရတယ်။သူဖန်တီးပေးတာကိုတစ်ဖက်ကလည်းအကွက်မြင့်မြင့်အတုံးချနိုင်တယ်။အဲ့အတွက်လည်းသူကဖန်တီးမှုတွေရတယ်။အဲ့ဒါပဲ။အဲ့ကြောင့်အာဆင်နယ်အသေးနေနဲ့ထိတ်တန်းတိုက်စစ်တောင်မှဝင်ဝဲတိုက်စစ်မှုဝင်ဝဲအဲ့နောက်ဆုံးဝင်လိုက်ပြီဆိုမာတင်အိုရီဂဲပါကျွဲကူးရေပါဆိုတဲ့အတိုင်းပဲခြေစွမ်းထိုးတက်လာမှာ။အခုစာကာမရှိတဲ့နယ်မာတင်အိုရီဂဲဘာကြောင့်ခြေစွမ်းကျသွားလဲဆိုတော့တိုက်ဆိုင်မှုမဟုတ်။ Istrin ရဲ့ပွဲစဉ်မှာတော့ Chance Creek ၉ချိန်လုထားတယ်။ ဘောလုံးပေးပို့မှု62ရာခိုင်နှုန်း Bitchan Create 3ချိန်လောင်းဘောပေးပို့မှု100ရာခိုင်နှုန်းထိတ်ကဝန်းလို့ခေါ်တဲ့1 by 1ရှင်းတဲ့အပိုင်းမှာ100ရာခိုင်နှုန်းအောင်မြင်ထားပြီးတော့ Ball Recovery 9ချိန် Interception လို့ခေါ်တဲ့ဂျာဖြတ်လူမှု2ချိန်လုံထားနိုင်ပါတယ်တကယ့်ကိုကောင်းမွန်တည်တဲ့လုံးနဲ့ performance ပေါ့လေအဲ rating 9.4ကျော်ထိအောင်ရလို့တွေးပါတယ် အဲဒီသတင်းနဲ့တစ်ဖက်မှာလဲအဝါကကြောင့်ပွဲပြက်ပြစ်ဒဏ်ချခံခံထားရတဲ့ဂေဗရီယယ်မဂါဟီကတော့သူမပါတဲ့အချိန်ကြီးမှာဘရာဇီးကဂိုးပြက်ရှုံးသွား။တစ်ဖက်ကအာဂျင်တီးနားမို့လို့ဂိုးပြက်ရှုံးနေဆိုပေမဲ့ဂေဗရီယယ်သာပိုင်အဲ့လောက်ထိတော့အချိန်ကြီးမဆိုးတော့ဂေဗရီယယ်မဂါဟီကဒီပွဲစဉ်ကိုအဝါကကြောင့်လွဲချော်ထားခဲ့ရပါလို့။အဲ့ဒီမှာတော့အာဂျင်တီးနားကို၄ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့ဘရာဇီးရှုံးသွားခဲ့တယ်။အမှန်တကယ်တော့သူကမာကွင်ဟိုနဲ့ဂေဗရီယယ်နဲ့အထိုင်ကတော်တော်ကြာပြီးတွဲဆော့လာခဲ့တာစင်နာဘက်အထိုင်မှာ။အခုတော့မူရယ်လိုနဲ့မာကွင်ဟိုပေါ့လေ။မူရယ်လိုဆိုတာဒါ force ကနေတူတယ်။အဲ့ ီနှစ်ယောက်တွဲပြီးစောတဲ့အခါမှာတော့ဒေါ်စေရလက်တီတင်းဆောင်သွားတာအဲ့ဆိုတော့ဂေဘရီယယ်တန်ဖိုးတော့ဘရာဇီးတစ်သင်းလုံးသိပြီလို့ထင်တယ် တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Gabriel အကြောင်းကိုပဲထပ်မံဖော်ပြပေးမှာပါ Who's go ရဲ့ဖော်ပြထားချက်ရဆိုရင်တော့2022-23ဘောလုံးရာသီကနေလက်ရှိအချိန်ထိခန့်စစ်ကစားသမားတွေမှာအတွင်းကိုအများဆုံးကိုတွင်းထားတဲ့ကစားသမား6ဦးကိုဖော်ပြပေးသွားမှာပါနံပါတ်6နံပါတ်ရှိတာတော့ Alexander Arno သူကတော့9ဂိုးသွင်းပေးထားတယ်နံပါတ်5နံပါတ်ရှိတာကတော့ Brentford က Ethan Pinnock သူကတော့9ဂိုးသွင်းထားတယ်နံပါတ်လေးနေရာမှာရှိတာတော့ Fabian Shah သူလည်း9ဂိုးသွင်းထားတယ်သူကတော့ Newcastle ပါလေနံပါတ်3နေရာမှာတော့ ဒီတော်တန်ဟော့စပါတင်ရဲ့ကစားသမားပက်ထရိုပေါ်လိုက16သွင်းထားတယ်။သူကတော့တော်တန်ဟော့စပါတင်စီယာဖြစ်ပြီးတော့နံပါတ်2နေရာမှာတော့မန်ချက်စတာစီးတီးရဲ့ခင်းစားမားကဘာဒီယောက69ထိသွင်းထားတယ်။ကောင်းတိုက်ပေါ်တွေတော်တော်လေးကောင်းတဲ့ကစားသမားလို့ပြောလို့ရတယ်။သူလည်းနံပါတ်1နေရာမှာတော့အာဆင်နယ်ရဲ့ခန်းစည်းကြောက်ဆောင်ကြီးဂေဗရီယယ်မဂါဟီကတော့10ဂိုးအထိသွင်းထားပြီးတော့29နှစ်ရဲ့ ဒီကစားသမားတော့ဒီရာသီမှာအာဆင်နယ်တင်းတက်42ပွဲတိဝင်ကစားထားတယ်ငါးဂိုးသွင်းပြီးတော့တလုံးဖိုင်ထားပါတယ်အသက်အရွယ်ကတော့လာမယ့်ဒီဇင်ဘာလ28ပြည့်တော့မယ်တွေ့တယ်လောလောဆယ်တော့အာဆင်နယ်က28ခွန်းထွက်သူ့ကိုကန့်လန့်ဖို့အတွက်စတင်ပြင်ဆင်နေပြီလို့လည်းကြားတယ်ဘယ်လိုပဲပြောပြောပါနောက်ထပ်3နှစ်အထိကတော့ ်ဂေဗီယယ်မဂါဟီနဲ့ဝီလျက်ဆာလီဘာအထိုင်ကိုကျွန်တော်အာဆင်မှာထပ်ပြီးမြင်တွေ့ရဖို့ရှိတယ်လော်ရော့ဆယ်ရီယယ်မက်ဒရစ်ကလည်းဆာလီဘာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုတစ်ဖြစ်ဖြစ်ရောကျသွားတဲ့ချိန်မှာဂေဗီယယ်နဲ့ပတ်သက်ပြီးတော့တချို့ကဲလန်းမှုတွေဝင်လာတယ်ဆိုပေမဲ့အာဆင်တို့ကတော့စာချုပ်သစ်ထပ်ချုပ်ဖို့ပဲပြင်ဆင်နေတယ်အဲ့တော့ဘရာဇီးသားအနေနဲ့ဆော်ရီယိုသွားမလားအာဆင်နဲ့မှာဆက်နေမလားဆာလီဘာကိုထားခဲ့ပြီးတော့တနေရာကိုထွက်ခွာသွားမလားဆိုတာကိုတော့သူကိုယ်တိုင်ပဲဆုံးဖြတ်လိမ့်မယ်ထင်တယ်ကျွန်တော်တူဦးရဲ့အမြင်အရဆိုရင်တော့ဆာလီဘာနဲ့လင့်ကပ်မိနေတဲ့ ဒီ relationship center back အထိုင်တစ်ခုတော့ Gabriel ချခဲ့ပြီးတော့ sorry ဘက်ကိုထွက်သွားမယ်လို့တော့ကျွန်တော်ကတော့မထင်ပါဘူးအဲ့တော့ Gabriel မကရေး ဂိုးတွေဘယ်လောက်ထိသွင်းမလဲကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါဒီစီစဉ်လေးကိုဒီကဝင်ကြီးပန်ဟုတ်ပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆုံးမဲ့ဆိုတော့ Viber ဖုန်းနံပါတ်ညို6 9 6 6 3 5 3 6ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရိုက်မှာဖြစ်လို့ငွေပုံငွေရှာရှိမှဘောလုံးပွဲတွေလောက်ပါဘောလုံးပွဲတွေလောက်မလောက်တက်ဆိုတော့ YouTube မှာကိုထုတ်ဖို့ဖို့ရှူရက်ချပြီးကျွန်တော်တို့အားပေးလို့ရပါတယ်အကောင့်ဖွင့်ခြင်းလဲဆိုတော့ Viber ဖုန်းနံပါတ်ညို6 9 6 6 3 5 3 6ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရိုက်မှာဖြစ်ပါတယ် April လထဲမှာပွဲချက်တွေလည်းအများကြီးရှိတာဖြစ်တဲ့အတွက်ရှူဘောလုံးကပြောင်းလဲစားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Arsenal ပါဝင် အသင်းကြီးရဲ့စိတ်ဝင်စားနေတဲ့တိုက်စစ်ကစားမတဦးရဲ့အာဆင်နယ်မျိုးသမီးအသင်းအကြောင်းရဲ့နှစ်ခုကိုတွဲပြီးဖော်ပြပြီးသွားမှာပါ။ဘာကြောင့်လဲဆိုတော့သတင်းနှစ်ပုဒ်စလုံးက half time တိပြောသွားလို့ရတဲ့အနေထားပါလေ။ပထမတက်စစ်မှုတယောက်ကတော့ကျန်ကဲတဲ့ရပ်ပိုင်းတော်တော်လေးသတင်းထွက်ခဲ့တဲ့ Hugo Akitai ဒီကစားမတော့ဂျာမန်ဘွန်ဒီလီဂါကလပ်ဖရန့်ဖက်စ်အသင်းရဲ့တက်စစ်ကစားသမား ူကတော့လက်ရှိအချိန်မှာအဲ့ Frankfurt ကလာတဲ့သတင်းတွေအရဆိုရင်တော့ Premier League ကိုပြောင်းရွှေ့ခွင့်ရမယ်ဆိုရင်တော့ Manchester United မှာပဲကစားခြင်းလို့ဆိုပြီးဖွင့်ဟဝန်ခံထားတယ်။သူကိုယ်တိုင်ပြောတတ်လားသတင်းတွေချိန်ကားရတာတော့မသိဘူး။လောလောဆယ်တော့ဒီသတင်းတွေကသတင်းဌာနကြီးတွေမှာပေါ်ပြလာတယ်။အဲ့ဆို Premier League မှာသူ့ကိုစိတ်ဝင်စားတဲ့ကလပ်သေးနေရဆိုရင်တော့လက်ရှောင်သွားဖို့ရှိတယ်။ကျွန်တော်လည်းပရမနဲ့မထင်ပါဘူး။ Hugo Ekitek ဆိုကစားမှလည်းဒီရသည်မှာမှထုံးတောက်လာတာ။ပြီးတော့လေအာဆင်နယ်ကိုလိုချင်နေဆိုတော့မှ Plan B quality တံတန်းနဲ့အနေထားမှာပဲရှိတယ်ဒါသူနှိမ်ပြောတာမဟုတ်ဒီယာဒီမထွန်းတောက်လာတဲ့ကစားသမားတူအသက်20နှစ်ပဲရှိတဲ့ပြည်သူသားတူကိုချက်ချင်းအာဆင်နယ်ကိုခေါ်မှမထင်ဘူးပီတာကူကီကတော့မှကျွန်တော်ဆက်စကိုတော့မှနှစ်နှစ်လောက်အချိန်ယူပြီးကြီးခဲ့သေးတာပဲအဲ့တော့ဒီကစားသမားတော့ဒီယာဒီမ 38ပွဲကစားပြီးတော့16ဂိုးသွင်းပြီးတော့ရှစ်လုံးဖိုင်ကြတယ်မမောလောက်ဖွယ်ရဂိန်းခနဲ့အချက်လက်တွေပဲဒါပေမဲ့ပရီးမီးယားလိလိုင်းတော့ဒီလိုမျိုးခြေစွမ်းပြတ်နိုင်ပါမလားဆိုတာလဲဒါကတန်ကြရှိဝယ်အောင်အရှိမတော့လည်းအရင်ကျမ်းမှဆိုကစားမလေးပရီးမီးယားလိပြောင်းလာတာရှိတယ်ပြီးတော့ထင်တယ်လို့ဖြစ်မလားရဲ့ရှိအောင်အဲ့တော့သူသွားခြင်းနဲ့ယူနိုက်တက်ကိုသွားလို့ရှိရင်လည်းကျွန်တော်တို့ကအပြုံးမပြတ်ဘူးဘာကြောင့်လဲဆိုတော့လက်ရှိအာဆင်နယ်ရဲ့ထိတ်တန်းရေဒါတွေကတိုက်စစ်လိုချင်တဲ့ကစားမလေးကတော့အီဆက်ပီတာကိုကီရဲ့ဘက်ဂျမင်ဆက်စကိုဒီသုံးယောက်ပဲရှိတယ်လို့ကျွန်တော်ကတော့ထင်ပါတယ် ကဲဒီသတင်းနဲ့တွေ့ရဖို့ပြပေးချင်တော့အာဆင်နယ်မျိုးသမီးအသင်းပေါ့လေအမျိုးသမီးအသင်းပွဲစဉ်တွေကိုကြည့်ရသဘောကျတဲ့ကျွန်တော်ညီကိုရှင်တော့ဒီနေ့ညတကောင်ရဲ့မနက်ခင်း2နာရီခွဲအင်အားအချိန်မှာအာဆင်နယ်မျိုးသမီးအသင်းကကိုယ့်အင်ကွက်မှာရီယယ်မက်ဒစ်ကိုမကြည့်ဝဲပြန်ပြီးအခမ်းအနားမှာရှိပါတယ်ရီယယ်ရဲ့စပိန်ပြည်မှာအာဆင်နယ်က2ဂိုးပြည့်နဲ့ရှုံးခဲ့ရပိုဇီရှင်ကအာဆင်နယ်တာကြီးမဲ့ quick transition မှာရီယယ်မက်ဒစ်ကတော်တော်လေးကောင်းတာနှစ်ယောက်ထင်းနဲ့ထိချက်လေးဖက်ဖက်ဖက်နဲ့တိုက်စစ်ရောက်လာအာဆင်နယ်ကဘောလုံးတွေပြန်ပြီး ပတ်စတေးပေးတယ်ဝင်ငါရည်နဲ့ထိုးဖောက်ဖို့ကြောင့်လဲစူးစားတယ်အဲ့တိုင်သွားတာဒါပေမဲ့တကယ်တကယ် real metric က900ရပါတယ်ဒါပေမဲ့အဲ့ဒီပွဲစဉ်မှာကျွန်တော်စင်ကြေးပေးရတာမဟုတ် real metric ကကိုင်းကတော်တော်လေးကိုမိုးရီဆိုပြီးတော့ဘွက်ထနေခဲ့တာ ဘောလုံးပြပူရတယ်လည်းမကောင်းဘူးလေအခုတော့ဒီလန်တန်မြေမှာတော့အာဆင်နယ်မျိုးသမီးအသင်းကပထမအကြော်အရှုံးကိုအကောင်းဆုံးကြော်ဖြတ်နိုင်မှာကြည်သွားမှာပါတစ်ဖက်မှာလည်းအာဆင်နယ်မျိုးသမီးအသင်းအနေနဲ့ရီယယ်မက်ဒစ်ကိုကြော်ဖြတ်နိုင်ခဲ့ရင်နောက်မှတစ်ဖက်ကလိုင်ယွန်အသင်းနဲ့တွေ့ဆုံမှုများတယ်လိုင်ယွန်ကဘိုင်ယန်မြူနစ်ကို2ဂိုးပြတ်နိုင်နိုင်ထားတယ်ဒီချန်ပီယံလိပြိုင်ပွဲမှာရှစ်ကြိမ်အထိဘိုးဆွဲထားတဲ့တကယ့်ကိုမှတ်တမ်းကောင်းရှိတဲ့အမျိုးသမီးအသင်းအသင်းယူကျူးမှာတော့အမျိုးသမီးအသင်းတွေကိုထိုက်ရိုက်လွှင့်တဲ့ channel တွေရှိပါတယ်ကဲအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်